တတိထားလိုက်ရင်တတိထားလိုက်ရင်အကျိုးတရားပေါ့တတိထားမှုကတဆင့်ပေါ့ဒီအကျိုးတရားဟာဒီလိုကြောင်းတရားတွေကြောင်းဒီကြောင်းတရားတွေထောက်ပံ့လို့ဒီကျိုးတရားဟာမရှိရကနေဖြစ်လာတယ်လို့နားလည်တာကပညာပေါ့ ိုးတရားတွေကိုသိတာကတည်းဘာကြောင့်ဘလို့ဖြစ်လဲဆိုတာကိုနားလည်တာကမှပညာပေါ့။ကြောင်းတရားတွေကိုနားမလည်ရင်ဦးဇင်းတို့ဟာငါလုပ်တယ်လို့ထင်ပါတယ်။ကျိုးတရားတွေပေါ်မှာအတိမမှန်ရင်ငါဖြစ်တယ်လို့ထင်ပါတယ်။တို့တူပဲပေါ့ဦးဇင်းတို့အာယုန်နဲ့ဓာရဆိုတဲ့ ာယုန်နဲ့ဓာရတိုက်လို့စိတ်ဖြစ်တာဖြစ်လာတယ်။စိတ်ဟာငခုတဲကတဏှာရမှာရှိနေတာမဟုတ်ဘူးဆိုတော့အတိကိုဦးဇင်းတို့တင်ကြားတဲ့အခါမှာလည်းဒီတိုင်းပဲပေါ့။ဘာလို့လဲဆိုတော့အဲ့လိုမတင်ကြားထားဘူးဆိုရင်ဦးဇင်းတို့အာယုန်ဘက်ကိုတူတပါဆိုထင်ပါတယ်။ဒီကတော့အာယုန်6ပါးအကြောင်းအားကြောစွာဖြစ်ပေါ်ပြီးတော့တိုက်ဆိုင်နေတာပဲ။ ီခွတ်ဒုက္ခဒီအရာဝတ္ထုတစ်ခုကိုပဲဦးဇင်းတို့ကမြင်ရင်တအားယုံမဲ့တွေးကြည့်လိုက်ရင်နောက်တအားယုံမဲ့ဒီအရာဝတ္ထုကြောင့်ပဲစဉ်းစားလိုက်ရင်အဲ့ဒါအတွေးအာယုံပဲသူကအာယုံကြီးမတူအာယုံကြီးမတူဆိုတော့ယုတရားတွေကပြောင်းလဲနေတယ်စားထုတ်နေတယ်ဒီလိုသိစိတ်ချင်တာပေါ့အာယုံဘက်ကိုအတိမမှန်ရင်တူပဲဒီလိုပဲဒီလိုပဲ ဲ့ဒါအယူမှားတာပေါ့ဒိဋ္ဌိပေါ့ဒါကြောင့်ငါတူတပါယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တက္ကရာဒိဋ္ဌိဆိုလဲဥစဉ်တော့စာလိုပဲတည်နေတာပေါ့ဒါကခွက်တစ်ခွက်ကိုကြည့်လိုက်မျက်စိမိတ်ပြီးတော့ပြန်ဖွင့်ကြည့်ဒီခွက်ပဲလို့ထင်နေတာကဒိဋ္ဌိလို့မသိဘူးဒီနခွက်ကိုဖြည့်နေနေတိုးပြီးတော့ကြီးလိုက်။သူကမြင်ကွင်းကြီးကကြီးသွားတယ်။သူကမျက်စိနာကရင်ခွက်ကြီးကအကြီးဖြစ်သွားတယ်။ ဲ့ဒါကအာယုံပြောင်းသွားပြီအာယုံပြောင်းရင်စိတ်လည်းပြောင်းသွားပြီမြူတရားတွေလည်းပြောင်းလဲအစားထူသွားပြီစိတ်တွေလည်းနောက်စိတ် နောက်စိတ်အစားထူသွားပြီဒါပေမဲ့ဥစဉ်တော့အဲ့လိုမတည်ဘူးဘက်ကပဲဒီဘက်ကိုမြင်နေတာစိတ်ကလည်းမြင်တဲ့စိတ်ကြီးရပဲဒီဘက်ကိုရောက်ရှောက်မြင်နေတာသူကအဲ့လိုထင်နေတယ်အမေဥစဉ်တော့ကိုယ့်ကိုအမှန်တည်တယ်လို့ပဲထင်နေကြတာပေါ့။ဒီယုတ်ဒီယုတ်ကိုပဲမြင်နေရတယ် ီခွက်ဒီခွက်ကိုပဲမြင်နေရတယ်မြင်နေတဲ့စိတ်ကလည်းဒီစိတ်ပဲဒီဘက်ကိုမြင်တာလည်းဒီစိတ်တွေးကြည့်တာလည်းဒီစိတ်စဉ်းစားလိုက်တာလည်းဒီစိတ်အဲ့လိုထင်နေတာကဒိဋ္ဌိပဲအယူမားနေတာပဲလို့ဦးဇင်းတို့မသိကြဘူးပေါ့အဲ့ဒါကဦးဇင်းတို့ကခိုင်နေမြဲတယ်လို့ယူထားတာပဲပေါ့နေဆာ အာယုံဘက်ကိုအတိမမှန်ရင်သူတပါးလို့ထင်ပါတယ်အာယုံနဲ့တော်လာတိုက်လို့စိတ်ဖြစ်လာတာကိုနားမလည်ရင်ငါစိတ်လို့ထင်ပါတယ်အကြောင်းတရားတွေကိုနားမလည်ရင်ငါလုပ်တယ်လို့ထင်ပါတယ်အကျိုးတရားတွေကိုနားမလည်ရင်ငါဖြစ်တယ်လို့ထင်ပါတယ်ဒါကြောင့်ဦးဇင်းတို့ကအကြောင်းတရားအကျိုးတရားအာယုံနဲ့စိတ်ဓာရီကိုနားလည်အောင်သိအောင်သဘောပေါက်အောင်လုပ်ရတယ်မလုပ်ရင်တော့ဦးဇင်းတို့ကဘယ်လောက်မှတ်မှတ်ဘယ်လောက်ရှုရှု တိုင်ပြီးတော့ပဲရှူရှူထားပြီးတော့ပဲရှူရှူလှုပ်ပြီးတော့ပဲရှူရှူမလှုပ်ဘဲနဲ့ပဲကျင့်ကျင့်ဦးဇင်းတော်ကဒီအယူမားတွေကိုမစွန့်နိုင်ဘူးပေါ့